အာမြန်မာမျိုးသမီးတယောက်ရဲ့ကြက်တေရှိစွာလှပနေတဲ့ဝစ်စုံလေးရဲ့ဒီနိုင်ငံကျော်မိကပညာရှင်ရဲ့ဖဏိထားတဲ့ဒီလက်ရာလေးရဲ့ချစ်စရာကောင်းတဲ့ညီမလေးရဲ့ဆိုတော့လေတော်ဝင်သစင်မပန်တဲ့အချိန်မှာအခုအယံပီတိဖြစ်ပြီးတော့အော်လှလိုက်တာဆိုပြီးတော့လေဟိုစိတ်ထဲမှာအယံကိုချီးနှုနေရပါတယ်ခင်ဗျာဟုတ်ကဲ့တော်ဝင်ကြီးပါတယ်ခင်ဗျာဘာကြောင့်လဲဆိုတော့သစင်မကဒီချိန်ဆိုအမှန်တကယ်ပေါများပဲအချိန်မှာဒါဒီဥတုချီနေကြအောင်ပန်းကဟိုအယံရှားသွားတယ်အဲ့အချိန်မှာကိုဒီပန်းလေးတွေလှပအောင်လို့အမိုးမိုးတာမျိုးတိချာဂီယူတစ်စိုက်ပေါ့နော်အခက်ကြီးပြ ီးဝအောင်ပြီးနိုင်ဖို့အတွက်အော်ကျူးစားခဲ့ရပါတယ်ခင်ဗျဟုတ်အော်ပုပ်ဝင်လင်းပြောမယ်ဆိုရင်ကို့ချံမှာမပြည့်စုံရင်တခြားချံကနေပြီးတော့ကျွန်တော်လိုက်လံပြီးတော့ကိုအော်ရှားဖွေပြီးတော့ကိုပြီးဖို့အတွက်ကိုကျွန်တော်ကျူးစားထားရပါတယ်ခင်ဗျဟုတ်ကိုကိုဝစ်စနိုင်မယ်ဆိုတင်တယ်လားလိုင်းလေးစိမ့်ပဲပေါ့ င်္ဂလာပါညီမလေးညီမလေးဒီနေ့ကတော့ကိုဟိန်းဝီရန်နဲ့ပေါ့နော်အာညီမလေးစုပြည့်သစင်တို့ရဲ့မင်္ဂလာပွဲလေးကိုအကိုကသစင်ပန်းအာမြစ်တာလက်ဆောင် ိုလက်ဖွဲ့လာပေါ့နော်ဟုတ်အခက်ကဟို၃ဘွဲစာအတွက်ဆိုရင်စုစုပေါင်း200နဲ့မှ30ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်အကျိုးရိုက်ကလေးကနှစ်ခါဒီဆူရရစ်ပကတစ်ခါစုစုပေါင်း၃ဘွဲစာဆိုတော့အခက်ပေါင်း230ပါခင်ဗျာဟိုပီတိဖြစ်ပြီလားဆိုတော့ကတော့ကိုချစ်ရတဲ့အမှုပညာရှင်နှစ်ဦးစလုံးရဲ့ဒီဘဝရဲ့အမတ်တရမင်္ဂလာပွဲလေးဆိုတော့လေကိုအတွက်ကတော့တကယ်ပူပြီးတော့ပီတိဖြစ်ပါတယ်ခင်ဗျာအယမ်းပီတိဖြစ်တယ်အယမ်းလည်းပျော်မိတယ်ဟိုကိုတကယ်ငယ်လေးကပေါ့နော်ဟို အားပေးခဲ့ရတဲ့အမှုပညာရှင်ရှိရတဲ့အမှုပညာရှင်တွေမလို့လေဟုတ်မြန်မာမျိုးသမီးတယောက်ရဲ့စက်တေရှိစွာလှပနေတဲ့ဝစ်စုံလေးရဲ့ဒီနိုင်ငံကျော်မိကပညာရှင်ရဲ့ဖန်တီးထားတဲ့ဒီလက်ရာလေးရဲ့ချစ်စရာကောင်းတဲ့မြန်မာလေးရဲ့ဆိုတော့လေတော်ဝင်သစင်မပန်တဲ့အချိန်မှာအခုအယံပီတိဖြစ်ပြီးဩလှလိုက်တာဆိုပြီးတော့လေဟိုစိတ်ထဲမှာအယံကိုချီးနှူးနေရပါတယ်ခင်ဗျာကျွန်တော်ခုနပြောလို့ပေါ့နော်မြန်မာမျိုးသမီးလေးရဲ့ဟိုပွဲဆိုတော့လေဟိုပို့ပြီးတော့တော့မှ ပျော်တယ်ခင်ဗျဟုတ်ဟုတ်ကဲ့တာဝန်ကြီးပါတယ်ခင်ဗျဘာကြောင့်လဲဆိုတော့ဒဇင်မဲကဒီချိန်ဆိုအမှန်တကယ်ကပိုးများပဲချိန်မှာဒါဒီဥတုချိန်ကြောင့်ပန်းကဟိုအရန်ရှားသွားတယ်အဲ့ချိန်မှာကိုဒီပန်းလေးတွေလှပအောင်လို့အမိုးမိုးတာမျိုးတခြားဂယူတစိုက်ပေါ့နော်အခက်ကြီးပြေဝအောင်ပြင်းနိုင်ဖို့အတွက်ဟိုကြိုးစားခဲ့ရပါတယ်ခင်ဗျဟုတ်ခန္ဓာလေးစတော့မယ်ဆိုရဲပေါ့နော်ဟိုအစီအစဉ်လေးဒီမီတင်ထိုင်တဲ့ဆရာဆက်ပြီးတော့အကိုဒီအကိုခင်းတဲ့မိတ်ကဆရာတဆင့်အာ join ထားတာပေါ့နော်ဟုတ်ကဲ့ပါဟိုပူပွင့်လင်းပြောမယ်ဆိုရင်ကို့ချံမှာမပြည့်စုံရင်တခြားချံကနေပြီးတော့ကျွန်တော်လိုက်လံ ပြီးတော့ကိုစာဖွေပြီးတော့ကိုပြီးဖို့အတွက်ကိုကျွန်တော်ကြိုးစားထားရပါတယ်ခင်ဗျာဟုတ်ကဲ့ပါညီမလေးတို့လေတက်ရှိချမ်းမှချမ်းသာစွာနဲ့ဒီချက်မှတ်ကဟိုတာသနာကြီးပြုပြီးတော့ခါကျတော့အိမ်အောင်ပေါ်နှစ်ပေါင်းလာကြရှိပါစေလို့ကျွန်တော်ကဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာကျေးဇူးပါညီမလေးဟုတ်ကဲ့ပါ